မရှိများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ19ချိန်မှာတော့ကျွန်တော်696ဖြစ်ပါတယ်ဗောနော်ဒီဟာကတော့ကျွန်တော်မွေးကနန်းဖြစ်ပါတယ်2023မှာကျွန်တော်ဒီ6ခွက်ဗော9ခွက်ဗောနော်အဲ့မှာတော့9 9ဆိုပြီး20နဲ့2ချိန်ကြာမှခြားတယ်ဗောနော်ဒီ9နဲ့6ဒီ18ချိန်ကြာမှဒီ6 6ဒီ8ချိန်မှာဗောနော်အဲ16ချိန်17ချိန်မှာနှစ်ခု2019မှာ6 6 3 2018မှာကုတင်က2019မှာ6400ခန့်6ကြိမ်ပေါ့နော်2020မှာ8115ကြိမ်2020နဲ့တင်မှာ1980နဲ့3ကြိမ်ကြာမှာပေါ့နော်ဒီလိုကြိမ်တော်တော်ကြာတယ်ပေါ့နော်20နဲ့3ကြိမ်ကြာမှာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်ဒီ2020နှစ်မှာ4395ဒီ73ကြိမ်ဖြစ်ပါတယ်2023 9ဒုံများလျှောက်ဒီ9ကြိမ်အစောတယ်ပေါ့နော်2024 665ဒီဒီ78ကြိမ်မှာဖြစ်ပါတယ်ပေါ့နော်ဒီ2025 ီမှာ69 69 69ကျွန်တော်တို့ဒီ669ပေါ့နော်669က696ဆိုပြီးတော့ပေါ့နော်669ဒီ696ဆိုပြီးတော့19ကြိမ်မှာလာချသွားတယ်ပေါ့နော်ဒီမွေကလန်လည်းကျွန်တော်668တော့ရှိတယ်669တော့ဆိုပြီးတော့ကျွန်တော်ပြပေးထားတယ်ပေါ့နော်ဒီမှာတော့669 6ဆိုပြီးတော့ကြောင်းပြန်ဖြစ်တယ်ပေါ့နော် ဒီဟာလေးကတော့ okay သွားခဲ့တာဖြစ်ပါတယ်။မွေးကနန်း6ခွက်လိုက်တင်မန်စီတီအတွက်တော့ကျွန်တော်တို့ဒီ19ချိန်မှာအဆင်ပြေမယ်ပေါ့နော်။19ချိန်မှာတော့ okay မှာဖြစ်ပါတယ်။မွေးကနန်းကျွန်တော်ပြပေးထားတယ်ပေါ့နော်။668ကမိုင်းဖြစ်သွားမယ်ပေါ့နော်။668တို့669တို့ပေါ့နော်။အဲ့မှာတော့ကျွန်တော်မွေးကနန်းဒီ19ချိန်မှာ69ရောက်စပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကတော့ကျွန်တော်ဒီကျွန်တော်ဒီနီးနဲ့တကွာပြပေးထားတဲ့ဟာဖြစ်ပါတယ်ပေါ့နော်။ โอเคနောက်ထပ်ကျွန်တော်ဒီနေအလိုက်မွေးကနန်းပေါ့เนาะနေအလိုက်မွေးကနန်းကကြတော့ကျွန်တော် member ပေါ့เนาะဒီ2015မှာလေ၈တည်ဒီ၁၉ကြိမ်ကြာမှာတင်လေးရှိဖြစ်ပါတယ်2016 2016မှာ18ကြိမ်မှာတည်တုံများနေ့2019မှာတည်3ွယ်ထဲက1ကြိမ်နဲ့20ကြိမ်မှာ9 6 9 6ခုပြန်ကြာပေါ့เนาะ2018မှာကျွန်တော်20နဲ့10ကြိမ်ကြာမှာပေါ့เนาะဒီလိုကြာတယ်ပေါ့เนาะ20ကြိမ်ကြာမှာ9တုံနာ3ဖြစ်ပါတယ် 2019မှာ16ကြိမ်မှာတက်ကူခွန်ဆူပြီးဖြစ်ပါတယ်ကွနော်2020မှာဒီ6လေးလေးဒီ5ကြိမ်မှာလေးလေးချောင်းဆူပြီးဖြစ်ပါတယ်2021မှာဒီ10နဲ့5ဒီ20နဲ့5ကြိမ်ဒီမှာလေးတို့ကြားတယ်ကွနော်20နဲ့5ကြိမ်ကြာမှာနေ5ရှေ့ဆူပြီးဖြစ်ပါတယ်2020နဲ့လေးမှာကျတော့16ကြိမ်မှာ669ဆူပြီးဖြစ်ပါတယ်နောက်ထပ်2023မှာကျတော့ဒီ9ကြိမ်မှာ9တုံမြ6ဆိုတဲ့အတွက်ဒီကြိမ်အရဆိုးတယ်ကွနော် 2024မှာကျွန်တော်ပြီးခဲ့တဲ့တပတ်ဒီပြီးခဲ့တဲ့29ချိန်မှာ9ရောင်နေစပြီးဖြစ်ပါတယ်9ရောင်နေတဲ့ကျွန်တော်အောင်တယ်ပေါ့နော်2025မှာတော့ကျွန်တော်ဒါကျွန်တော်မန်ဘာခေါ်တဲ့ဟာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့2020နဲ့လေးတုံးကကျွန်တော်9000နဲ့ပြီးခဲ့တာဖြစ်ပါတယ်ပေါ့နော်9000ကျန်တဲ့ဟာဖြစ်ပါတယ်ဒီ2020နဲ့5မှာတော့ကျွန်တော်ဒီတောင်းချက် ဖြစ်ပါတယ်ခင်ဗျာโอเคနိစာကရေအောင်ဝင်ထားတဲ့ မိတ်ဆွေတွေကတော့ဂျေတော့ခွေးလို့လို့ဇေတော့လုံးဝကြာမလာသေးဘူးပေါ့နော်20 20ချိန်မှများကြာမလာသူမဟုတ်20နဲ့၄ချိန်ကြာမှာကြာမလာပေါ့နော်လက်ကျန်ကျွန်တော်တို့20 21 22 23 24လက်ကျန်5ချိန်ပေါ့နော်လက်ကျန်5ချိန်ပါကျွန်တော်ဒီတောင်းချက်တက်မှတ်ထားတယ်ပေါ့နော် member မရသေးတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်အာမွေးကနန်းဖြစ်ပါတယ်2025မွေးကနန်းပေါ့နော်အဲဒီမှာတော့963ခုပေါ့နော်ကျွန်တော်ဒီ ခွန်6 3ခွန်၄နေ၄နေ၅ကိုကျွန်တော်တို့မိတ်ဆွေများအာဆက်တွေ့လို့ရတယ်ပေါ့နော်ကျွန်တော်တို့မှန်ပါမွေးကနန်းဖြစ်ပါတယ်โอเคဒီဟာကတော့ကျွန်တော်ဒီမှာ6 9 6ပြီဖြစ်ပါတယ်ပေါ့နော်အဲဒီကျွန်တော်ကနန်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ6ခွန်ရဲ့5 9 3ရဲ့ပေါ့နော်ဒီထက်ကနှလုံးတာမမဟုတ်တလုံးပေါ့နော်အဲ့ဒီထက်ကတလုံး နှလုံးအသုံးလုံးပေါ့နော်ဒီမှာဆိုရင်66ဒီမှာနှလုံးဒီမှာ9 669ရယ်668ရယ်ပေါ့နော်ဒီမှာတော့669ဖြစ်ပါတယ်ခင်ဗျာ696ဆိုပြီးတော့ဒီ19ချိန်မှာအောင်မြင်သွားခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါလေးပေါ်တဲ့ကျွန်တော်1026နဲ့6ပေါ့နော်2026 new gain ရတဲ့ချိန်ကြာရင်ကျွန်တော်ထပ်ပြီးတော့တင်ပေးသွားပါမယ်ပေါ့နော်ကျွန်တော်ဒီ19ချိန်မှာတော့ကျွန်တော်696ဆိုပြီးဖြစ်ပါတယ်ပေါ့နော် စကောချိန်မှာ696ဖြစ်ပါတယ်။ဒါကြောင့်မကျွန်တော်တို့ဒီ6893ညအပြီးခွေဖြစ်ပါတယ်ဗောနောပုံတူနီးနှမျိုးဖြစ်ပါတယ်။နီးနှမျိုးပုံတူက6893ညမှာဆိုရင်6ရက်9ရက်အပြီးဖြစ်သွားတယ်ဗောနော။ဒီ93ည45ထက်က1 on no ဖြစ်ပါတယ်။အဲဒီမှာတော့1တလုံးဗောနော9တလုံးပါတာဖြစ်ပါတယ်။ဒါကြောင့်မကျွန်တော်တို့ဒီမှာ6ရက်9ရက်696အပူဖြစ်ပါတယ်ဗောနော။ ြီးတော့ကျွန်တော်ဒီနောက်ထပ်အလေပိနှလုံးအပါ96093ညမှာလေပိနှလုံးအပါဆိုရင်6ရက်9ရက်ပေါ့နော်6ရက်9ရက်6 9 6ဆိုပြီးတော့လေပိနှလုံးပါတယ်ပေါ့နော်တော်တော်ကျွန်တော်တို့ကဒီမှာ6096 6 6 8 6 9 6903ည6698ည8903ည9983ပေါ့နော်အဲ့ဒါပဲပြပြပေးထားတာဖြစ်ပါတယ်အပုမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ696ဆိုတဲ့အတွက်ဒီ ရှောက်ခုံကိုအားရမိတ်ဆွေတွေအတွက်တော့ကျွန်တော်ဒီဟာပေါ့နော်ရှောက်ခုံကိုအားရမိတ်ဆွေတွေအတွက်ရှောက်ကိုရှောက်ဆွေတွေအတွက်ဖြစ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါသေးပေါ့နော်၈ခွန်၆ရှစ်ရှောက်ခုံသက်ရှောက်ခုံကိုကတော့အားရမှာဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်၆ကိုရှောက်ဆွေတွေအတွက်ဒီမှာရှောက်ကိုခုံဖြစ်သွားတယ်ပေါ့နော်ရှောက်ကိုခုံတွတ်ဖြစ်သွားမယ်ပေါ့နော်โอเคကျွန်တော်ပရိတ်ကတော့၉၅ပရိတ်ကတော့ပြတ်သွားခဲ့တယ်ပေါ့နော်ဒီခွန်တလေးထဲကကျွန်တော်တိပရိတ်ဖြစ်ပါတယ်ပေါ့နော်၆ကို၆ဆွေတွေအတွက်ဒီမှာတိပရိတ်ဖြစ်ပါတယ်ခင်ဗျာ ပြီးတော့ကျွန်တော်ဒီမိတ်ဆွေများဒီ6893မြအပြည့်ခွေမကြိုက်တဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့ဒီ96893မြနဲ့ကျွန်တော်ခွေပြထားတာလေးရှိတယ်ဗောနော်ဒါလေးကိုတစ်ချက်ထက်ကြည့်အောင်လားခင်ဗျာโอเคဒီမှာဗောနော်ကျွန်တော်19ချိန်အတွက်အားလုံးသိဆိုပြီးဖြစ်တဲ့ဖြစ်တယ်ဗောနော်96893မြမှာ6ရ9ရ69 6ဆိုပြီးဖြစ်ပါတယ်ဗောနော်6 9 6 ဒါကြောင့်မို့ဒီ969တုံများမှာဆိုရင်6ရဲ့9ရဲ့69ရောက်ဖြစ်ပါတယ်9တုံများလေး9ဟဲ့မှာ9တလုံးပေါ့နော်ဒီထက်1ဆိုရင်အတွက်1ပါတယ်ဒီထက်ကနှလုံးဆိုရင်အတွက်ဒီမှာနှလုံးပေါ့နော်6ပြီးတော့ကျွန်တော်9963ညာ968ထဲကဒီထက်ကနှလုံးပေါ့နော်အဲဆိုတော့ဒီမှာ6နှလုံးဖြစ်ပါတယ်ဒီထက်ကတလုံးဆိုရင်အတွက်ဒီမှာ9တလုံးပေါ့နော်9တုံများထက်ကပိုင်းတလုံးဆိုရင်အတွက်ဒီမှာ9တလုံး ပြီးတော့ကျွန်တော်ထပ်ကျင်းတာပါเนาะထပ်ကျင်းတော့ဒီမှာ9 9 3 6ခုထဲကတေ6ခုထဲကကျွန်တော်ပြောတယ်ပေါ့เนาะ6လုံးပိန်ရှိတယ်9လုံးပိန်ရှိတယ်ပေါ့เนาะအဲ့ဒီမှာတော့6လုံးပိန်ပဲအပူဆိုတဲ့အတွက်ကြောင့်မို့ပေါ့เนาะ6လုံးပိန်မှာတေ6တစ်လုံးဒီ9လုံးအပါတုံးမဟုတ်တစ်လုံးပေါ့เนาะဆိုတော့ဒီမှာ6 6နှလုံးပါတယ်ပြီးတော့9ထဲကတစ်လုံးအပါပေါ့เนาะ9ထဲကတစ်လုံးအပါဆိုတော့ကျွန်တော်6 9 6ဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာလေပိတ်တွဲကကျွန်တော် ဒီ6996လေးပဲတွဲပေါ့နော်ထိတ်စီးထည့်ရမယ်ပြောထားတယ်ပေါ့နော်အဲ့မှာတော့ကျွန်တော်696ဆိုတဲ့အတွက်ဒီတစ်ခုပေါ့နော်696ဆိုတဲ့အတွက်ဒီမှာ6ထိတ်စီးထည့်ရတာပေါ့နော်ကျွန်တော်ဒီအပူတော့ကျွန်တော်ဒီမှာအပူတော့ပြပြထားတယ်ဆိုပေမဲ့ကျွန်တော်တဲပြပြထားတယ်ပေါ့နော်မအားရဘူးပေါ့နော်ဒီမှာ966ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့696ပေါ့နော်ဒါလေးကိုအားရမယ့်ချီတွေအတွက်အဆင်ပြေမယ်ပေါ့နော်ကျွန်တော်ကဒီမှာကျွန်တော်66အပူပဲထည့်ပေးထားတဲ့အတွက်ကြောင့်ပေါ့နော် โอเคဒါကတော့ကျွန်တော်တို့ဒီညာကွန်ပြီးတော့အသုံးတဲ့ message တွေအတွက်အဆင်ပြေသွားမယ်ပေါ့နော်69 6ဆိုတဲ့အတွက်ဒီမှာ69ခွန်ဖြစ်သွားတယ်ပေါ့နော်တွတ်ဖြစ်မယ်ပေါ့နော်ဒါတွတ်ဖြစ်ပါတယ်69ခွန်ဒီမှာလည်းကျွန်တော်အစိမ်းအောင်လေး share ပြထားတယ်ပေါ့နော်တင်းနစ်69ဖြစ်ရမယ်ပေါ့နော်ကျွန်တော်ကနေ့နှလုံးပေါင်းရင်တင်းနစ်တင်းနစ်69ဖြစ်ရမယ်ဆိုတော့69 6ဆိုတဲ့အတွက်ကြောင့်မို့69 6ဆိုတဲ့အတွက်ဒီ66နှလုံးပေါင်းရှင်းနေဖြစ်ပါတယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်နှလုံးပေါင်းရှင်းအတန်လေး โอเคတယ်ပေါ့နော်ဒီချစ်ခွန်တုံများဆိုတာလေးကတော့ကျွန်တော်အဲနှလုံးပေါင်းရှင်းတင်းနေရှောက်ကိုမဖြစ်နေတဲ့အတွက်ချင်းချင်းရမှာဖြစ်တယ်ဆိုပြီးပြောပြထားတယ်ပေါ့နော်ပြောတော့ကျွန်တော်ဒီမှာ966တဲ့တွပေါ့နော်ဒါလည်းတွဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီ966တွပေါ့နော်966တွဖြစ်ပါတယ်ဒီတစ်ခုကတော့ okay တယ်ပေါ့နော်ကျွန်တော်တင်ပြထားတယ်ဒီပရိတ်၅လုံးမှာ၆၉၆၁၅ခွန်ပရိတ်ပေါ့နော်၁၅ခွန်၃၁၃ င်းခွန်ရှင်းမှာတင်ငါခွန်ပရိတ်ပုံတူတယ်ပေါ့နော်တင်ငါခွန်ပရိတ်မှာဆိုရင်6 9 6ဆိုတဲ့အတွက်ကြောင့်မို့ကနန်းသုံးလုံးပေါင်းရှင်းဒီ7ပေါ့နော်ဒီမှာဆိုရင်27စရဒီမှာတိပရိတ်ဖြစ်ပါတယ်တိပရိတ်နဲ့ထပ်ပြီးတော့ကျင့်လိုက်ရင်ကျွန်တော်ကစားကွက်နှဲသွားမယ်ဆိုပြီးတော့ကျွန်တော်ပြောပြထားတယ်ပေါ့နော်တိပရိတ်နဲ့ဒါကျွန်တော်ကျင့်လိုက်ရင်ဒီထက်ကနှဲသွားမှာဖြစ်ပါတယ်ဒီဟာပေါ့နော်ဒါလေးနှဲသွားမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဒီဟာပြိနေထက်ကျင်လိုက်ရင်တော့ကျွန်တော်နေသွားမှာဖြစ်တယ်ပေါ့เนาะနောက်ထပ်ကျွန်တော်ဒီ key နဲ့ထပ်ညင်ရလဲအဆင်ပြေတယ်ပေါ့เนาะဒီ key ကကျွန်တော်ဒီ16ကြိမ်တုန်းက9 6ခွန်ဆိုပြီးတော့9ခွန်ရှိဖြစ်ပါတယ်ပေါ့เนาะဒီ16ကြိမ်မှာကျတော့ကျွန်တော်ဒီမှာနီလေး6 key မှာဆိုရင်69 6ပေါ့เนาะโอเคဒီနီလေး6မှာဆိုရင်69 6ဆိုတဲ့အတွက်ကြောင့်မို့အထီး key ဒီမှာ6တလုံးပေါ့เนาะပြီးရင်9တုံများ4 key ရှိတယ်ပေါ့เนาะ9တုံများ4 key မှာလေ9တလုံး69 6ဒီမှာတင်ပြီးသွားပြီပေါ့เนาะ ဒီတက်ခွန်တုံးကြီးဆိုတာလေးကတော့ပြတ်တယ်ပေါ့နော်တက်ခွန်တုံးကြီးတစ်ခုပြတ်သွားခဲ့တယ်ဒီကိုတုံမြောက်ခွန်ထက်ကကိုးတလုံးပေါ့နော်ကိုးတလုံးကျွန်တော်6 9လျှောက်ဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်6ခွန်8 9တုံမြောက်အဲ့မှာဆိုရင်ကျွန်တော်6 6အတွဲပေါ့နော်6ခွန်8 9တုံမြောက်အပြီးမှာဆိုရင်6ရဲ့9တုံမြောက်ရဲ့အတွဲဒီနှစ်ခုပဲရှိတယ်ဆိုတာလေးပြပြထားဖူးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာအာ6 9 6ဆိုပြီးတော့ဒီနှစ်လေး6ကိနဲ့9တုံမြောက်လေးကိနဲ့ 69တွဲ69 69ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီလေပိတ်နှလုံးအပါပါနော်လေပိတ်နှလုံးအပါပြီးတော့နောက်နှလုံးပေါင်းရှင်ဗရိတ်ပါနော်နောက်နှလုံးပေါင်းရှင်ဗရိတ်နဲ့ကျွန်တော်တို့ထက်ချုပ်ထားတာပါနော်အနောက်နှလုံးပေါင်းရှင်ဗရိတ်နဲ့ထက်ချုပ်မယ်ဆိုရင်ငါ69တင်နေဒီအနောက်နှလုံးပေါင်းရှင်ဗရိတ်ဖြစ်ပါတယ်ပါနော်ဆိုတော့ဒီမှာ69 6ဆိုတဲ့အတွက်ဒီမှာပေါင်းရှင်နဲ့ကိညီတာဆိုရင်ကျွန်တော်ဒီမှာ69အတွဲပါနော်69အတွဲ69အတွဲပေါင်းရှင်ဒီ 9 break to be ဖြစ်ပါတယ်ဗောနော်ရှောက်ကိုတွေ9ရှောက်ရှိကိုတင်းနေတဲ့က9 break ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်9ကတော့တုံးလုံးပေါင်းရှင်း break ဒီကတုံးလုံးပေါင်းရှင်း break ပုံသူ9ဆိုတာလေးကတော့ပြတ်တယ်ဗောနော်နောက်တစ်ခုကကြတော့ကျွန်တော်ဒါကျွန်တော်လုံးပိုင်အာနေနီးနဲ့ကြာနေတဲ့ကနန်းကတင်9ရှောက်ရှိကြာနေဗောနော်အဲ့မှာ၆လုံးပိန်ရှိတယ်ဗောနော်အရှင်တော့ကျွန်တော်ဒီအားလေးကိုခေါ်လိုက်တာဒီမှာအပူအအနေနဲ့၆၆ရှိတော့ထည့်ပေးထားတည်တယ်ဗောနော် မွေးကနေပြပြထားတယ်ပေါ့နော်669 6ရှိတယ်669 6ရှိတယ်669ရှိတယ်ပေါ့နော်တော်တော်ဒီမှာကိုင်ညီတာလေးပြပြထားတာဆိုရင်669ဖြစ်ပါတယ်ပေါ့နော်အဲ့မှာတော့668ပဲပြပြထားတာဖြစ်ပါတယ်မွေးကနေတော့669ဒီ69ရောက်ဖြစ်ပါတယ်ပေါ့နော်696ဒါကြောင့်မဒီမှာတော့6လုံးပါတယ်ဒီ9လုံးပဲအားနေတယ်ဆိုတော့ဒီတနည်းပြတ်သွားတယ်ပေါ့နော်နောက်တစ်ခုပင်ရှိကီပင်ရှိကီမှာကျွန်တော်696ဆိုတဲ့အတွက်ကြောင့်မို့ ဒီတစ်ခုပြတ်တဲ့ဒီမှာ9 6 9 6 9 6ဖြစ်ပါတယ်ဗောနော်ဒီနီးနံပါတ်1တစ်ခုကတော့ပြတ်သွားခဲ့တာဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာလဲမွေးကရန်ပြပြထားတည်တယ်ဗောနော်9 3 6ဒီ9 3 6ဒီမှာ646 646ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ908ဒီ908ပြီးတော့ဒီတစ်ပတ်မှာကျတော့ကျွန်တော်ဒီ669ပေါ့နော်669ဒီမှာ669ပေါ့နော် ရှေ့လျှောက်ခွန်ရှေ့လျှောက်ရှေ့လျှောက်ကိုဒီမှာလည်းအခုကျွန်တော်ပြပေးထားသေးတယ်ဗောနော်668တို့မွေးကနန်းရှိတယ်ဆိုတာလေးပြပေးထားသေးတယ်ဗောနော်669တခုကတော့ကျွန်တော်မပါလိုက်ဘူးဗောနော်ပုံလေးနဲ့တော့ကျွန်တော်ကြားခံပြီးတော့ပြပေးလိုက်သေးတယ်ဗောနော်အဲ့ဒီမှာတော့ကျွန်တော်အဲ669ဒီ696ဆိုပြီးဖြစ်သွားတယ်ဗောနော်ဒီကြောင့်မို့ဒီဟာရဲ့ဒီဟာရဲ့အပူဆိုတဲ့အတွက်ဒီတခုကတော့ပြတ်တယ်ဗောနော်ဒီနှစ်ခုထဲနဲ့အပူအပီးဖြစ်ပါတယ်ခင်ဗျာ ်နောက်တစ်ခုဒီကီလေးလုံးကိုလည်းထပ်ပြီးတော့ညှိလိုက်ရင်အဆင်ပြေသွားမယ်ပေါ့နော်ဒီကီလေးလုံးကကျွန်တော်ဒီမှာကိုနီအထီဆိုပြီးပြပြထားတယ်ပေါ့နော်ကိုနီအထီထက်က696ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာကိုတလုံးထီးတယ်ပေါ့နော်ကိုတလုံးပါတာဖြစ်ပါတယ်ဒီနေ့က6ခွန်6ခုမှာ6ရက်9ရက်ဆိုပြီးတော့ညီလိုက်တာ9ရက်2ရက်လုံးပိုင်းတို့မဟုတ်ကြီးပေါ့နော်အဲ့မှာဆို9လုံး6 9 6ဆိုပြီးဖြစ်ပါတယ်โอเคကျွန်တော်ဒီ6ချိန်မှာ တွတ်ဖြစ်သွားတယ်ဗောနော်တဲတွတ်ဖြစ်သွားခဲ့တယ်20ချိန်မှာလဲကျွန်တော်တို့အဲအွက်နေအောင်ဗောနော်တန်နေတဲ့မြအတီလိုကီးလီနဲ့ထပ်ပြီးတော့ချုပ်ပြီးသွားပါအောင်မြခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ